အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တံမြာသီးကိုရိုးရိုးအစိမ့်သုတ်စားတာမျိုးမဟုတ်ဘဲနဲ့တံမြာသီးစားရေးစိမ့်သုံးလေးလေးနဲ့စားရေးစိမ့်နယ်လေးလေးကိုမျှဝေပေးစင်ပါတယ်ရှင်လုံလေးလေးကလည်းအရန်ကိုလေကူရိုးရှင်းတာမို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်နော်တမယာတိစာရေးစင်မှုအတွက်ကိုတော့ကျွန်မတမယာတိအလုံး20ကိုတုံးထားပါတယ်ရှင်။ဒီမှာတမယာတိလေးကအစိမ့်နာလေးလေးလည်းပါတယ်။နည်းနည်းဝါနေတာလေးလည်းပါပါတယ်ရှင်။ မှဲ့ပြီးတော့ဝါနေတာမျိုးပဲဖြစ်ဖြစ်စိမ့်နေတာပဲဖြစ်ဖြစ်နှစ်မျိုးစလုံးကတော့စိမ့်လို့ရပါတယ်။တန်ရာကြီးတွေကိုရေနဲ့သုံးထလာပြည့်ပြည့်စုံစုံဆင်ကြအောင်စီကြောပြီးတော့ရင်စစ်ထားပေးပါမယ်ရှင်။ပြီးရင်တော့စားရည်ကြိုဖို့အတွက်ကြိုမဲ့ဥရဲကိုစားကိုထမင်းစားစုံနဲ့နှစ်စုံစာမမောက်စာလောက်ယူထည့်လိုက်ပါမယ်။စားရည်ကြိုဖို့အတွက်ရေကိုတော့၈၀၀မီလီလောက်ထည့်ပေးပါရစေ။ပြီးရနဲ့မိဘူပေါ်တင်ပြီးတော့ပုပ်ပွက်စုလာတဲ့အထိအောင်လို့တည်ထားပေးလိုက်ပါမယ်။ ။စားရီကြိုးထားတာလေးလည်းပုတ်ပွင့်ဆူလာပြီဆိုရင်တော့မီးဘူဘောကနေချပြီးရောအေးအေးခံထားပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့ရေစေးပြီးရောရေစစ်ထားတဲ့တံမြာသီးလေးကိုစားဖို့ထမင်းစားစော့နဲ့တစွမ်းစာမမောက်စာလောက်လေးထည့်လိုက်ပြီးတော့ဒီတံမြာသီးလေးတွေနဲ့စားလို့ကိုခုလိုမျိုးလေးနေပေးပါမယ်ရှင်။တံမြာသီးလေးကိုစားရဲ့အရသာလေးတွေဝင်သွားအောင်လို့ခုလိုမျိုးလေးဆုပ်ဆုပ်ပြီးတော့နေပေးပါမယ်။ခုလိုမျိုးစားနဲ့နေပေးတာမျိုးမဟုတ်ခဲနဲ့ဒီတစ်ခါတည်းစိတ်မယ်ဆိုလို့ရှင်လည်းရပါတယ်ရှင်။ ဒါပေမဲ့ကျမကတော့အခုလိုမျိုးစားလေးနဲ့နေပြီးရဆိုလို့ရှိရင်တံမြာသီးရဲ့အထဲကိုစားရဲ့အရသာလေးကပို့ပြီးတော့ဝင်သွားတယ်လို့ခံစားရလို့အခုလိုမျိုးနေနေပြီးတော့စိန်ပြီးပါတယ်။တံမြာသီးစားရဲ့စိန်နဲ့အင်းကြီးကတော့များစွာရှိပါတယ်။ဒီဒီကမတားလေးကတော့ကျမစိန်ပြတဲ့လူလေးပါရှင်။တချို့ကကြတော့တံမြာသီးကိုအရင်ဆုံးပြုတ်ပြီးတော့မှစားရည်ကြိုပြီးစိန်တာမျိုးလည်းရှိပါတယ်ရှင်။ပေးရတဲ့ဒီစားရိတ်စိတ်မဲ့ပလင်းတွေကိုတံမြာသီးလေးတွေကို စီပြီးရထည့်ပေးပါရစေ။ ပလင်းကနည်းနည်းတေးနေတဲ့အခါကျတော့ကျမတို့ဘလူးမျိုးလေးစီစီလေးထည့်ပေးလိုက်ပါတယ်တကယ်လို့ပလင်းကြီးကြီးဆိုလို့ရှိရင်တော့ချောင်းချောင်းချစ်ချစ်လေးစိန်လို့ရတာပေါ့နော်ပြီးတော့ဒီစားရည်စိန်မဲ့ပလင်းကလည်းတန်ရှင်းပြီးတော့ခြောက်သွေ့နေတဲ့ပလင်းဖြစ်ဖို့လိုအပ်ပါတယ်ရှင်ဒါမှသာလျှင်တမ်းမြာဒီစားရည်စိန်ကလည်းကောင်းကောင်းမွန်မွန်လေးရမှာဖြစ်ပါတယ်စမဂူစိန်နဲ့နီးလေးကတော့တစ်နှစ်ပတ်လုံးထားမယ်ဆိုလေတံမြာသီးရဲ့အယောင်လေးကဝဝဝင်းဝင်းလေးနဲ့ပျော့သွားတာမျိုးလည်းမရှိပါဘူးရှင်။ ပကံထဲမှာကျန်နေသေးတဲ့စားတွေကိုလည်းအပေါ်ကနေပြီးတော့ခုလိုမျိုးလေးချူထားပေးလိုက်ပါတယ်။စားရည်ကျူပြီးတော့အေးခံထားတာလေးလည်းရပြီဆိုရင်တော့ဟိုစိမ့်မဲ့ပလင်းလေးတွေကိုစားရည်အေးလေးလောင်းပြီးတော့ထည့်ပေးထားလိုက်ပါမယ်။တံမြာဒီလေးတွေမြုပ်တဲ့အထိပေါ့နော်။အခုလိုတံမြာဒီပေါ်တဲ့အချိန်မှာမြေရလေးစိမ့်ထားလိုက်မယ်ဆိုရင်တစ်နှစ်ပတ်လုံးကိုစားခြင်းတဲ့အချိန်မှာအချိန်မီတုပ်စားလို့လည်းရပါတယ်ရှင်။ ပြီးရင်တော့လေလောင်အောင်လို့အဖုံးလေးအုပ်ပြီးတော့အခန်းပူချိန်မှာပဲထားပြီးလို့လည်းရပါတယ်။တကယ်လို့နေရောင်ရတဲ့နေရာဆိုလို့ရှင်တော့မကြခဏနေရောင်လေးပြတ်ပေးမယ်ဆိုလို့ရှင်တော့တံမြာတိကပူပြီးတော့အနူးမြန်ပါတယ်ရှင်။ဒါကတော့ကျမစားရေးစိန်ထားတာ၃နှစ်ကျော်လောက်ရှိတဲ့အနေထားလေးပဲဖြစ်ပါလို့ရှင်။ဒီနေ့မှတုတ်စားပြစ်တာနဲ့ပဲဗီဒီယိုလေးတစ်ခါထပ်ရိုက်ပြီးတော့တင်ပြဖြစ်တာပါ။ဒီအထဲကတံမြာတီလေးကိုယူကြည့်လိုက်ပါမယ်။အရောင်လေးကလည်းဝင်းဝါနေပြီးတော့ တံမြာသီးရဲ့အတွင်းနဲ့ထီအောင်လို့စားရဲ့အငဲအရတာလေးကလည်းစိတ်ဝင်နေပြီပဲဖြစ်ပါလို့ရှင်။နောက်ထပ်တစ်ခုသတိထားရမှာကကျမတို့တံမြာသီးကိုဆက်ယူတဲ့အခါမှာလက်နဲ့ယူတာမျိုးမဟုတ်ဘဲနဲ့ပစ္စည်းတနက်လေးနဲ့ယူဖို့လိုအပ်ပါတယ်။ဓမ္မတာရင်ကြံနေသေးတဲ့အသီးလေးကလည်းရေရှည်ထားခံမှာဖြစ်ပါတယ်။ပြီးရင်တော့အဖုံးကိုလေလောအောင်ပြန်ပိတ်ပြီးတော့တိမ်ထားရမှာပါပြီရှင်။ဒီနေ့ကျမတံမြာသီးသုံးလုံးတော့ပါမယ်ရှင်။တုပ်ဖို့အတွက်တံမြာသီးကိုလေးစိစိတ်ပြီးလိုက်ပါတယ်။ ပြီးရင်တော့ခုလိုမျိုးလေးဓာတ်နဲ့ခပ်ပါပါအနေထားလေးလေးလီထားပေးလိုက်ပါလိမ့်ရှင်။ခုလိုဓာတ်နဲ့လီရမဟုတ်ဘဲနဲ့ကကြီးလေးနဲ့ပပညက်ပေးမယ်ဆိုရင်လည်းရပါတယ်။ဖိလီပင်းနေရင်လည်းအထဲတဲကအစီလေးတွေကိုလည်းဖျက်ထုတ်ပေးလိုက်ပါမယ်။တံမြာသီးလီပြီးသွားပြီဆိုရင်တော့အတုတ်ထဲမှထည့်သွင်းဖို့တဲ့ကျန်နေသေးတဲ့ပါဝင်ပစ္စည်းလေးတွေကိုလည်းပြင်ဆင်ထားလိုက်ပါမယ်။ချက်တုံလေးဥကြီး၃လုံးကိုလည်းပပလှီပြီးတော့ရေးစေးထားလိုက်ပါမယ်။ ရုပ်သီးစိမ့်ကိုလည်းကိုအဆက်စားနိုင်သလားကပပါလီလှိထားပေးလိုက်ပါမယ်ရှင်။ရေလို့ဒီနေရာမှာငရုပ်သီးစိမ့်နဲ့မတူပဲနဲ့ငရုပ်သီးချက်မှုနဲ့တုံမယ်ဆိုရင်လည်းရပါတယ်ရှင်။ချက်တုံပြူသုံးမှလောက်ကိုလည်းကပပါလီလေးလှိထားပေးလိုက်ပါရယ်။ပြီးရင်ဂေါ်ဘီလေးလေးဖြည့်သုံးမှဖြစ်တဲ့အတွက်ကြောင့်မလို့ဂေါ်ဘီအနေငယ်ကိုလည်းကပပါလီလေးလှိထားပေးလိုက်ပါမယ်ရှင်။နောက်ထပ်လိုအပ်တာလေးတွေကတော့မြေပဲဆန်လော့ထောင်းထားတာရယ်ပြီးတော့ပစွန်ဆောက်ထောင်းထားတာလေးတွေပဲဖြစ်ပါတယ်ရှင်။ ကဲအခုပါဝင်ပစ္စည်းအလုံးလေးအစင်သင်ဖြစ်ပြီဆိုတော့စပြီးတော့တုပ်ဖို့အတွက်သုံးမဲ့ပကံလေးကိုခုနကအစင်သင်လှီချွတ်ထားတဲ့အသီးအနှံလေးတွေကိုထည့်ပေးလိုက်ပါမယ်။ပြီးတော့မြေပဲဆန်လောက်ထောင်းထားတာလေးရယ်ပစံချောက်ထောင်းထားတာလေးတွေထည့်လိုက်ပါမယ်ရှင်။ နောက်ဆုံးကြမှာပဲစီမှုလေးထည့်ပြီးတော့အရတာလေးနှံ့ဆက်တော့အောင်လို့တတိစချာလေးတုပ်ပေးလိုက်ပါမယ်ရှင်။ဒီနေရာမှာပဲစီစိမ့်နဲ့တုပ်တာမဟုတ်ဘဲနဲ့စီချက်လေးနဲ့တုပ်လို့ဆိုရင်လည်းရပါတယ်နော်။ကျမတော့ပဲစီမှုလေးနဲ့တုပ်ဆန်းရတာကိုပို့ပြီးတော့ကြိုက်တာမို့လို့စီစိမ့်လေးနဲ့ပဲတုပ်ပါရရှင်။ဒီလိုကစီချက်လေးနဲ့တုပ်စားခြင်းလည်းဆိုရင်လည်းရပါတယ်နော်။ ီးတော့အငံအရတာကိုလည်းမထည့်ပါဘူးရှင်။တံမြာကြီးစားရေးစိန်က အငံတက်ရှိနေသားမို့လို့အရတာနဲ့ပြီးလူအပ်တော့မှပဲထည့်ပြီးတော့ထည့်ပါမယ်။အရတာလေးမိကြည့်ပြီးတော့ကိုစိတ်ချက်အနေထားရပြီဆိုရင်တော့အတုံးလေးကတော့ရပါပြီရှင်။သုံးဆောင်ဖို့အတွက်ပကံလေးထဲမှာပြင်ဆင်လိုက်ပါမယ်ရှင်။လူတိုင်းအိမ်မှာအလွယ်တကူလုပ်လို့ရပြီးထမင်းစားလို့နေစေတဲ့တံမြန်သီးစားရေးစင်တူလေးတုံစားကြည့်ပါနော်။ အဆုံးထိကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒါဆိုနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ပြီးတွေ့ကြမယ်เนาะ